ဆိုင်ရအပြန်မမတယောက်ကတော့ရေခဲမှုစားခြင်းနဲ့ဆိုတာနဲ့မမအတွက်ရေခဲမှုရှာပုံတော့ထွက်ခဲ့ပါတယ်။ခေချင်းချင်းဇဝနာရဲ့ရှိမှဆိုလို့ရှိရင်မီးလုံးလေးတွေနဲ့ခရစ်မတ်အတွက်အလှဆင်ထားတာလေးတွေကိုတွေ့ပြီးတော့သူတို့အရင်သဘောကျပြီး post တွေပေးနေကြတယ်ပေါ့နော်။အထဲကိုဝင်ပြီးတော့အထဲမှာဆိုလို့ရှိရင်လည်းခရစ်မတ်သစ်ပင်ကိုသူတို့တွေ့ရတဲ့အခါကျတော့သူအရင်သဘောကျတယ်ဒီသစ်ပင်တွေကိုမြင်ရတာလေ။မမကလေးပန်းသီးအစိမ့်ဆိုအရင်ကြိုက်တာအဲ့တော့မမအတွက်ပန်းသီးအစိမ့်လေးဝယ်တယ်။ အဲသူဘယ်လုံးကောင်းလဲဆိုတော့သူရွေးနေရပေါ့နော်။ပြီးပြီးတော့သူရှာနေတဲ့ရေခဲမှုကသူခုထိမတွေ့သေးဘူး။အဲသူတပတ်ပတ်ပြီးလိုက်ရှာနေရှာနေရင်းနဲ့ဟာဟိုမှာရေခဲမှုတွေ့ပြီလေဆိုတော့တာချီတဲ့ခါမှာတော့သူစားချင်တယ်။ထူးရေခဲမှုချောကလက်လေးကိုတွေ့သွားပါပြီ။ဒါမဲ့သူကချောကလက်ဆိုရင်တော့မသူတို့မောင်မောင်နဲ့ကလေးချောကလက်အဆန်များတဲ့ဟာကိုရွေးကြသေးတာ။အခုတော့ချောကလက်အဆန်များများနဲ့ရေခဲမှုဘူးကိုရသွားပါပြီ။အဲဒါရေခဲမှုဘူးရသွားတယ်မျက်နှာပါ။သူတို့တွေကအိမ်မှာမတွေ့ရဘူးဆိုတော့လေအပြင်မှာချစ်ကြရတာအဲ့လိုမျိုး။ အခုတော့ဟိုကွာတော့ချောကလက်ရေခဲမုန်စားမယ်တဲ့ပြီးတော့လေဒီ Christmas အင်ဂျီတွေကိုလည်းသူတို့တွေဝယ်ခိုင်းနေတာနောက်ဆုံးမရတဲ့အဆုံးမှာတော့အယုတ်တွေတယောက်တယောက်စီဝယ်ပြီးတော့ရေပြန်လာခဲ့ကြတယ်ပေါ့နော်အခုတော့ငွေရှင်းလိုက်ပါဦးမယ်မမနဲ့ပပနဲ့ကငွေရှင်းနေလို့မှာပဲမမီကတော့မနဲ့မမချောင်းသွားရင်ထဲဖို့အတွက်ဤကလေးချောကလက်ဤကလေးလေးတစ်ခုဝယ်ခဲ့ပါတယ်ဝယ်ပြီးတော့မမေတို့မိသားစုတွေအင်ပြန်ခဲ့ပါတယ်